ကန်ကိုတို့ဒီနေ့ကတော့ AE နဲ့ AI Sport တို့ရဲ့အောင်ပွဲခံတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါရဲ့ဗျာဒီနေ့ MPN Indonesia Season 60ရဲ့ကျွန်တော်တို့ Lower Bracket Semi Final မှာတော့ Odai Go ကကျွန်တော် M1 Champion ဖြစ်ခဲ့တဲ့ Epoch Glory ကို6-2ဆိုတဲ့ result နဲ့အနိုင်ယူပြီးတော့ ကျွန်တော်တို့ M7 ကိုတောင်းရည်ပဲဖြစ်ပါတယ် order ကိုအတင်းနေနဲ့ M2PP နောက်ပိုင်းမှာဒီနိုင်ငံတကာဝင်ငွေနေနိုင်ငံတကာစင်မြတ်ထက်နဲ့ဝေးကွာနေကြတာတတော်ကြာခဲ့ပြီဖြစ်ပြီးတော့ဒီတစ်ခါမှ M7 ကို order ကိုအတင်းဟာပြန်လည်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီနေ့ MSN မြန်မာ season 2ရဲ့ play rate ဒီ number 1မှာတော့ကျွန်တော်တို့ရဲ့ AI Sport တော့မသစ်စီးကို32ဆိုတဲ့ rather နဲ့အနိုင်ယူပြီးတော့ play off state ကိုတက်သွားပြီဖြစ်သလိုမျိုး top 4ထဲလည်းဝင်သွားပြီပဲဖြစ်ပါတယ်မနက်ဖြန်မှာဆိုလို့ရှိရင်တော့ဖယ်ခွန် Esport နဲ့တွေ့ရမှာပဲဖြစ်ပါတယ်ဗျအဲနောက်ပြီးတော့ Y IG ကတော့ platin ကို 3C ဆိုတဲ့ brand နဲ့အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုတက်လန်းသွားပြီးတော့မနက်ဖြန်မှာဆိုလို့ရှိရင်တော့10 7နဲ့တွေ့ရမှာပဲဖြစ်ပါတယ်ဗျ။အဲဒါဆိုလို့ရှိရင်မနက်ဖြန်ပထမပွဲဖြစ်တဲ့10 7နဲ့ YG နဲ့9နဲ့တင်ဟာ semi final ကိုတက်မယ်။ဒုတိယပွဲဖြစ်တဲ့ AI Sport နဲ့ဖွဲ့ကွန်နဲ့9နဲ့တင်ဟာလည်း semi final ကိုတက်မှာပဲဖြစ်ပါတယ်။ show နဲ့နှစ်တင်ဟာ lower bracket ကို semi ဆော့အောင်မှာပဲဖြစ်ပါရဲ့ဗျ။ဒီ playoff ပွဲစဉ်တွေကိုတော့ November 15ရက်နေ့နဲ့16ရက်နေ့မှာပြန်လည်ကျင်းပမယ်လို့သိရပါတယ်။ဘာပဲပြောကျွန်တော်တို့ရဲ့ AE Otaigo ကတော့ M7 ကိုသွားရည်ပဲဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ AI Esports ကလည်းသွားမယ်ဆိုရင်ဘယ်တော့မှပဲပျော်စရာကောင်းလိုက်မယ်ဗျာเนาะကျွန်တော် AI fan တွေ AI fan တွေအတွက်ကတော့ဒီနေ့ကတော့တကယ်ပျော်စရာနေ့တစ်နေ့ပဲဖြစ်ပါတယ်တာမန်နေ့တစ်နေ့ပါပဲเนาะ Okay ကျွန်တော် Esports Tournament အကြောင်းတွေပြန်လည်တိဆက်ပေးနေရဲ့ဝေးပဲဖြစ်ပါတယ်ကဲဒီပွဲတွေ live stream မချိတိုင်းကတော့ပြန်ကြည့်ကြတဲ့ယူကိုတွေကကျွန်တော် programmer link ချပေးတာကျွန်တော်ရဲ့ YouTube channel မှာကျွန်တော်တင်ထားပေးပါတယ်ကျွန်တော် YouTube channel လေးမှာသွားကြည့်လို့ရပါတယ်ဗျကဲကျွန်တော် YouTube channel လေးကို subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်